မင်္ဂလာပွဲစည်းကိုပြည်သူတွေအတွက်သုံးချပေးခဲ့ကြတဲ့မြို့မြက်လာတဲ့အမှုပညာရှင်စုတွဲများမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မင်္ဂလာပွဲစည်းကိုပြည်သူတွေအတွက်လှူဒန်းပေးခဲ့ကြတဲ့မြို့မြက်လာတဲ့အမှုပညာရှင်စုတွဲလေးတွေအကြောင်းကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်လက်ထက်မင်္ဂလာပွဲဆိုတော့လူတစ်ယောက်ရဲ့ဘဝမှာရေးပါဆိုသောပွဲခန္ဓာတစ်ခုပဲဖြစ်ပါတယ် လူရင်းလူရင်းဟာလက်ချက်မင်္ဂလာပွဲကိုကြီးကျယ်ခမ်းနားဆုံးနဲ့ပြုလုပ်ကျပကြပြီးတော့လူပညာရှင်တွေဆိုရင်လည်းပို့ပြီးတော့ခမ်းနားစွာနဲ့မင်္ဂလာပွဲကိုကျင်းပပြုလုပ်လေးရှိကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလူပညာရှင်တွေကတော့ဂုတုကောပြိုင်ခမ်းနားစွာနဲ့ကျင်းပကြတဲ့မင်္ဂလာပွဲကြီးတွေပြုလုပ်မဲ့စာပြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းလူထက်ပေးနိုင်ဖို့မင်္ဂလာပွဲစည်းတွေအားလုံးကိုပြည်သူအတွက်လူထက်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီလူပညာရှင်စုတွဲလေးကဘယ်စုတွဲလေးတွေလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါနော်။နံပါတ်၁ တထေးကြီးစေတီဟာနဲ့မင်းသမီးနန္ဒာလိုင်တို့ဇနီးပေါင်းနဲ့မြန်မာနိုင်ငံရဲ့ဒေဒေကျဲထိတ်တဲမင်းသမီးတလဲနဲ့မြန်မာနိုင်ငံရဲ့ချမ်းသာဆုံးစီးအဝေးတထေးကြီးစေတီဟာတို့ရဲ့ လက်ထက်ထင်းများပွဲကြီးဟာသူတို့ရဲ့အခြေအနေနေထားနဲ့မြန်မာနိုင်ငံမှာအကြီးကျယ်ဆုံးနဲ့ခမ်းနားဆုံးသောမင်္ဂလာပွဲကြီးဖြစ်အောင်ပြုလုပ်ကျင်းပခဲ့တာပါ။ဒါပေမဲ့မင်းသမီးနန္ဒာလိုင်တို့ဆိုတဲ့ဟာပကသနာတွေနဲ့ငွေကြေးကုန်ကြများစွာပွဲခမ်းနားကြီးပြုလုပ်မယ်စားမင်္ဂလာပွဲတွေတုံပြမယ်ငွေကြေးတွေအကုန်လုံးကိုနာကစ်ပေးပြည်သူတွေအတွက်လှူဒါန်းပေးခဲ့ကမင်္ဂလာဆုကျေးပွဲလေးကိုသာအကြီးချုပ်ပြုလုပ်ခဲ့ကြတာပဲဖြစ်ပါရည်။နံပါတ်1ပြည်တီဦးနဲ့အင်နာကျော်စင်မြန်မာနိုင်ငံရဲ့ powerful ဖြစ်ဆုံးနုပညာရှင်စုံတွဲတွဲကိုပြောရမယ်။မင်းသားပြည်တီဦးနဲ့မင်းသမီးအိနာကျော်စင်တို့စုံတွဲဟာမင်္ဂလာပွဲကရရှိတဲ့ကျိုးမြတ်တွေကိုပြည်သူတွေကိုလှူဒါန်းပေးခဲ့ကြတဲ့စုံတွဲတွဲပါ။သူတို့စုံတွဲဟာမင်္ဂလာပွဲတွေကိုကြီးကျယ်စွာပွဲပေါင်းများစွာနဲ့ကျင်းပခဲ့ပြီးမင်္ဂလာပွဲကရရှိငွေအကုန်လုံးကိုပြည်တီဦးဖောင်ဒေးရှင်းတွဲအသုံးပြုကကျောင်းသားလူငယ်အများပြားကိုပညာရေးစီထောက်ပံ့ပေးခဲ့တာပဲဖြစ်ပါရဲ့။ နံပါတ်3ပိုက်တကိုနဲ့လင်းမြဖြူပြည်ပနိုင်ငံတွေအထိပါအောင်မြင်တဲ့မြန်မာနိုင်ငံရဲ့ရှာရှာပါပါမင်းသားတလဲဖြစ်တဲ့မင်းသားပိုက်တကိုကလည်းမင်္ဂလာပွဲကြီးတွေပြုလုပ်မိစားသူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲတွေအတုံးချမဲ့ပတ်စံတွေကိုပြည်သူတွေကိုလှူဒဲပေးခဲ့တာပဲဖြစ်ပါတယ်မင်္ဂလာပွဲတွေကိုတော့သူတို့သမီးရဲ့နေအိမ်မှာသာမိဘဆော်လေးစွာနဲ့လက်မဲ့ရီထိုးမင်္ဂလာဆောက်သွားခဲ့တာပဲဖြစ်ပါတယ်နံပါတ်လင်းဖြိုးကြီးနဲ့မတ်မမိုးတဲ့ အစိုးရဖြိုကြီးကလည်းသူတို့စုံတွေရဲ့မင်္ဂလာပွဲစရိတ်တွေကိုပြည်သူအတွက်လူထဲပေးခဲ့တဲ့အမှုပညာရှင်တယောက်ပါအစိုးရဖြိုကြီးနဲ့မမမိုသေးတို့ဟာ2025ခုနှစ်အေဗီလာ9ရက်နေ့မှာမင်္ဂလာပွဲကြီးကျင်းပဖို့စီစဉ်ထားခဲ့ကြပေမယ့်မေလ28ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့နှစ်ပေါင်းတရာအတွေ့ပြည်ထည်ဆုံသောငလင်ပေးကြီးမှာနင့်နာဆုပ်ရှုပ်ခဲ့ကြတဲ့ပြည်သူတွေကိုကုညီနိုင်မို့သူ့ရဲ့မင်္ဂလာပွဲကိုပါဖျက်သိမ်းကမင်္ဂလာပွဲကိုမလုပ်တော့ပေနဲ့မင်္ဂလာပွဲအတွက်ကုန်ကျစရိတ်တွေအကုန်လုံးကိုငလင်ပေးပြည်သူတွေအတွက်လူထဲပေးခဲ့တာပဲဖြစ်ပါသည်ဒါတွေကတော့မင်္ဂလာပွဲစရိတ်တွေ ကိုပြည်သူတွေအတွက်အကျိုးရှိရှိမွန်မြတ်စွာအသုံးချလူတက်ပေးခဲ့ကြတဲ့မွန်မြတ်လာတဲ့အမှုပညာရှင်စုတွဲလေးတွေပဲဖြစ်ပါရင်ပရိသတ်ကြီးတို့လည်းဒီစုတွဲအမှုပညာရှင်တွေရဲ့မွန်မြတ်လာတဲ့တရားစီလေးတွေကိုတာရုခေါ်ဆိုပြလိုက်ကြပါအောင်ရှင်အဘိနဆေခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစေဝေစားစရာကောင်းတဲ့ဆယ်လီတဲ့အမှုပညာရှင်တွေရဲ့တနည်းတူပြလာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနဲ့ဦးရှင်